မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာကဒီ2025ခုနှစ်မေလအတွင်းမှာဥစွာပထမတနေ့နေ့သားမိမိတွေတို့တလားစာဟောစရန်ကျင်းနဲ့ချောင်းရံဆောင်ရံအတွက်ကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဥစွာပထမတနေ့နေ့သားမိမိတွေအားလုံးအဆက်ဆက်ရရအဆင်ပြေကြပါစေကြောင်းနဲ့ဘယ်ကနေကြည့်နေရလဲဆိုဆရာကဥစွာ comment လေးမှတ်ပေးကြပါအောင်ခင်ဗျာနော်တနေ့နေ့သားမိမိတွေ2025ခုနှစ်မေလအတွင်းမှာမိတ်ဆွေတို့အနေနဲ့လက်ရှိမှာ ဘာကိုလှုပ်လှုပ်အစမှာယုံခံရတတ်တယ်နည်းနည်းလေးလရဲ့အစပထမအပတ်မှာကံရဲ့အညာလေးတွေကြုံနေရတတ်တဲ့အတွက်မိဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လရဲ့အစမှာတိုးရှက်လှုပ်ဆောင်တာမျိုးမလုပ်သင့်ဘူးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲကျမ်းမာရေးရှူရှာတာမျိုးတွေကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာကျမ်းမာရေးဟိုညံ့နေတာမျိုးလေးတွေကြောင့်အစင်းမြေကြိုက်တာမျိုးခန္ဓာကိုယ်နာကျင်ရတာမျိုးတွေတခုပြီးတခုဖြစ်တတ်တဲ့အတွက်လရဲ့အစမှာတော့မေလအစမှာတနုလိုတာသမီးတွေအထူးကိန်းဆိုင်တတိထားစင်ကျင်တင်တော့လဖြစ်ပါတယ် တို့အပြင်မကောင်းတဲ့အတတ်ပညာတွေစုံတိုက်တွေအင်းတိုက်တွေလုပ်ငန်းအနဲ့ပတ်သက်ပြီးမနာလိုလို့မကောင်းတဲ့အတတ်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်ကြောင့်မို့ဒါလေးတွေကိုဘယူဆိုင်တတိချာစင်ကျင်ရန်လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာတို့အတူမိတ်ဆွေတို့အလောက်ကိုင်လုပ်ငန်းကိန်းငန်းနဲ့ပတ်သက်လာရင်တလူငယ်တာပြီးမိတ်ဆွေတွေဟာလရဲ့ပထမ၅ရက်တော့ကြော်မသားအရေးကြီးတော့လုပ်ငန်းတွေအရေးကြီးတဲ့စောင်းတာရေးကိစ္စရက်တွေကိုပြုမှုဆောင်ရွက်ရင်ကောင်းမွန်မဲ့ကာလဖြစ်တယ်။လုပ်ငန်းနဲ့ပတ်သက်ရင်တော့အလုပ်တစ်စတင်လှုပ်ဆောင်တာမျိုးဥဆောင်လုပ်တာမျိုး အာမခံလုပ်တာမျိုးတွေ အဲလောက်ဆောင်ရတာမျိုးတွေမှာအနှဲငယ်လေးပို့မိုးတတိထားတင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ဘာကိုလှုပ်လို့ တေးကြတဲ့မိတ်ဆွေတို့ငားလာပိုင်းဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်တွေပေါ်လာရတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဘာကိုလုပ်လို့ကိုယ့်ကိုအပြိုင်ဆိုင်တွေများစွာကြုံရတဲ့အတွက်ဇွဲရှိရှိနဲ့ဇောက်ရှာပြီးလုံမာတာအောင်မြင်မဲ့ပြဿနာတွေမကောင်းပြောခံရတာမျိုးမိမိကိုတပုတ်လေးနဲ့ပြောခံရတာမျိုးတွေကြုံရတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်တလုံးတွေတာပြီးမိတ်ဆွေတွေနေနဲ့ဘာကိုဖြစ်ဖြစ်ပြဿနာတွေတပုတ်လေးတွေနေကိုနင်းနဲ့ရှင်းဆိုင်ဖြေရှင်းနေတာမျိုးထက်ဥပိ္ပခာပြုတာတာပိုကောင်းပါတယ်ပြဿနာကိစ္စတွေပေါ်လာတဲ့အခါမှာရှင်းလေးရှုပ်လေးရှင်းလေးရှုပ်လေးဖြစ်ရတဲ့အတွက်ကြောင့်မလို့တနည်းတွေတာပြီးမိတ်ဆွေတွေက ာဒီရက်9လပိုင်းဆိုရဲကာလအတော်အတွင်းမှာတော့ပြဿနာကိစ္စရက်တွေကိုဖြစ်နိုင်ရင်ဥပိ္ခာပြုတာငကလက်ပြုတာတော့ကောင်းတယ်ထို့အတူပဲမိတ်ဆွေတို့မိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းနေနဲ့ပတ်သက်လို့ညံ့ပါတယ်လုံငန်းကိုင်ငယ်နဲ့ပတ်သက်ရင်ဥစွာညံ့တာလေးတွေကိုဆရာဥစွာပြောပေးမယ်လုံငန်းကိုင်ငယ်နဲ့ပတ်သက်တနင်္ဂနွေသားသမီးတွေကမိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းအလုံဟောင်းနေညံ့ပါတယ်လုံငန်းဟောင်းကိုတိုးရှက်လှုပ်ဆောင်တာမျိုးထက်အစ်စ်လှုပ်ဆောင်တာမျိုးကပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာ ထို့ပြင်အိမ်တွင်းကိစ္စတွေမိသားစုရေးကိစ္စတွေအမွေကိစ္စတွေအမှုကိစ္စတွေကိုဖြစ်နိုင်ရင်ကိုကိုယ်တိုင်နဲ့မပြုတ်လို့နဲ့အဲ့ဒီလိုဖြစ်နေတဲ့သူတွေလည်းမကူညီပါနဲ့အိမ်တွင်းကိစ္စတွေမှာမိသားစုရေးကိစ္စတွေအစတွေမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲရတာမျိုးလေးတွေကို့အကြောင်းဆိုပြီးတော့ဘိုင်နေတက်တက်တဲ့အတွက်ကြောင့်မလို့မိမိအနေနဲ့အိမ်နဲ့အဝေးကိုသွားပြီးတော့လောက်ကမျိုးလေးတွေခရီးသွားကိစ္စမျိုးလေးတွေမှာပုံမူအားသာကောင်းမှမှာတယ်ဒီငါးလပိုင်းဆိုတဲ့ကာလအတာတော့ပြမှာဆိုဒီလိုနေသားသမီးတွေဟာငွေကြီးနဲ့ပတ်သက်ရင်ငွေဝင်ကိန်းရှိပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ဘာမှမခက်ခဲဘူးအိမ်တွင်း ရင်မိသားစုရဲ့လူမှုရေးကိစ္စလေးဒီမှာတော့တော်တော်လေးဂရုစိုက်တည်ထားရမယ်ဒီလိုမျိုးမကောင်းပြောခံရတဲ့အခါမှာလူမျိုးရေးကိစ္စတွေတုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာအတိုက်အခိုက်တွေကြုံလာရရင်မကောင်းတဲ့တည်င်းတွေပပျောက်စေဖို့အတွက်ဆိုရင်ဆရာရေရာလေးတပါးလည်းပြောပေးပါမယ်။ကျတော့ပကံများထဲမှာဈေးကနေပြီးတော့ဂျင်းတက်ကြီးကြီးကလေးဝယ်လိုက်။ဂျင်းတက်ကြီးကြီးကလေးကြီးလေကောင်းနေပဲဝယ်ပြီးတော့ပကံများထဲမှာအဲ့ဒီဂျင်းတက်ကိုထက်အပေါ်မှာဖျောင်းနိုင်တင်ထွင်းပြီးတော့ဟိုမိတ်ဆွေတို့ရဲ့ဇပွဲအမြင့်တနေရာမှာထွင်းပါ ရင်ထဲတာတွေအားလုံးဟုံရွေဖြစ်စေမဟုတ်ရွေဖြစ်စေအပုတ်တွေကြော်နေတာတွေအားလုံးပျောက်သွားပါလိမ့်မယ်။မပျောက်မရှင်းထွင်းပါခင်ဗျာ။တော့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်။ကောင်းပြီ။ငွေကြီးနဲ့ပတ်သက်လာရင်ထီကန်ဆန်းလို့ကောင်းတယ်၊ထီပေါက်နိုင်တယ်။မမြင်ရတဲ့အဆောင်ချောက်ပထန်းဆက်တွေရဲ့ပုံကိုဆက်တွေအကူကြီးတွေရရှိတတ်တယ်လို့တပည့်သားသမီးတွေနဲ့ပတ်သက်ပြီးတော့ငွေကြီးကံတွေအထောက်အကူရရှိတာမျိုးလေးတွေကြုံရတတ်တယ်။ တရွာမှာပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းနဲ့နေရာထိုင်ခြင်းအပြောင်းလဲအလိုပြောင်းလဲလှုပ်ဆောင်လို့တဲ့မိစေများဘာကြောင့်မှတုံဆိုင်မနေပဲနဲ့အပြောင်းလဲနဲ့ရဲရဲဝံ့နဲ့ရှေ့လှုပ်ဆောင်နဲ့လှုပ်ဆောင်မှာအကျိုးပေးပါလေနိုင်ငံခြားကိစ္စခီးသွွားကိစ္စပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ရှေ့လှုပ်ဆောင်ရရင်ထူးထူးခြားခြားနဲ့ကံကောင်းခြင်းနဲ့ရရှိပါမယ်ခင်ဗျ အဝေးတနေရာကဆွေမျိုးသားချင်းတွေအဆက်အသွယ်ပြတ်နေသူတွေတဦးတယောက်နဲ့ငိုကဝေးကွာနေတော့မိဆွေတွေပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်တရင်ကြားရတာမျိုးတွေကြုံရတတ်တယ်။ယာဉ်ဥလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်ပြောင်းတာမျိုးတွေယာဉ်တက်တာမျိုးတွေယာဉ်တိုးတာမျိုးတွေကြုံရနိုင်သောကာလဖြစ်တဲ့အတွက်တော့ချစ်တူဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပါတယ်။အလုံဟောင်းမိဆွေဟောင်းတွေအပေါင်းသင်းဟောင်းတွေရီစာဟောင်းတွေချစ်တူဟောင်းတွေအားလုံးအဟောင်းဟောင်းတွေအားလုံးကညံ့ပြီးတော့အစ်စ်တွေကိုစတင်လှုပ်ဆောင်ရင်ပုံမအားပြုကောင်းမွန်စေတော့လာဖြစ်ပါတယ်။ ကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ချမ်းထွက်သီးနှံတွေကွန်ကွန်လို့ကွန်ပျူတာလို့ဆက်ရှိတဲ့တနင်္လာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရာလေးတွေမှာအကျိုးပေးဆောင်ရွက်ပါငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းတာမျိုးတွေရရှိတတ်တယ်။သူတို့ချေချာဒီလမှာဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုညီကိုမှလည်းသားချင်းတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သော ကာလဖြစ်ပါတယ်။ ယာရုလုပ်ငန်းကိန်းနဲ့ပတ်သက်ရင်ယာရုလုပ်ငန်းအပြိုင်အဆိုင်တိုက်ခိုက်ပြီးပေါ်တက်တယ်လို့အထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါမှာစကားပြောအဖြစ်နိုင်လို့ရှိရင်အထက်လူကြီးကကိုယ်ကိုညှိုးတာမျိုးတွေမုန်းတာမျိုးတွေအထင်လွဲတာမျိုးတွေကြောင့်နည်းနည်းလေးအလုပ်ထဲမှာတော့စိတ်ပန်းလူပန်းဖြစ်အားတက်တယ်။ဘာကိုလှုပ်လို့ငားလာပိုင်းဒီမှာစတင်အစမှာတော့နည်းနည်းလေးရုန်းကန်ခက်ခဲတက်တယ်ဆိုတော့ကိုသိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ ပတ်စဖို့ဆိုင်ရာလုပ်ငန်းတွေပြည်ပင်းပြည်ပခီးသွားဆိုင်ရာလုပ်ငန်းတွေမှာရှေ့လူဆောင်ရာလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်။ထို့ပြင်လူငယ်တွေအခြေအနေမှာတော့ရှစ်သူကြီးသားရရှိနိုင်တယ်။မိမိရှစ်တော်မြန်လို့တော့သူကိုဖွင့်ပြောတာမျိုးရှစ်သူဖူးစာဘတ်ပေါ်တာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်။ငကူကအဆက်အသွယ်ပြတ်နေသူတွေသွေးအေးနေတဲ့အခြေအနေမှာတော့ပြန်လဲနှွေးထွေးမှုနဲ့အေးချမ်းမှုတွေရရှိလာမယ်လာဖြစ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အိမ်တော်ရှင်များကတော့နည်းနည်းလေးညံ့ပါတယ်ဝေးနေတာကောင်းတယ်ဆိုတဲ့အတိုင်းကွဲနေတဲ့မိတ်ဆွေဝေးနေတဲ့မိတ်ဆွေများကတော့ ဲဘာမှစိုးစိုးဝါးဝါးဘာမှမရှိပြင်မယ်အနီးကပ်နေတဲ့မိတ်ဆွေများကိုကတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေမိသားစုတွေအိမ်တော်ကြီးမှာနေနေရှင်းဆိုင်ကိုပြဿနာတက်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်အိမ်တော်ကြီးကိစ္စအိမ်တွင်းကိစ္စမိသားစုရဲ့ကိစ္စတွေမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ရှေ့ဆက်သွားမှာပုံမအောင်မြင်နိုင်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအဲတယောက်နဲ့တယောက်အိုမိမိရဲ့အိမ်အောင်ပတ်ကြောင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့လဆိုတာကတော့မလွဲတဲ့မသိကြုံရနိုင်ပါလေခင်ဗျာဒီလကတော့တွင်မှာ အထယ်လိပ်လုပ်ငန်းတွေအကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စမ်းစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်ယင်အကျိုးပေးပါတယ်ကွန်ပျူတာစာရေးကိရိယာအုပ်သက်ကြောက်တန်းတို့အစရှိတဲ့အရာလေးတွေစေဝါဆိုင်ရာလုပ်ငန်းလေးတွေစားတောက်ကုန်ဆိုင်ရာလုပ်ငန်းလေးတွေစသောအရာမျိုးလေးတွေရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းကောင်းမှုခြင်းနဲ့တိုးတက်နိုင်တယ်လို့တရားမှပြောင်းသူကောင်းမှဖြစ်စေတဲ့အတိုင်းအပြောင်းလဲနဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားပြုကောင်းမှုပြီးတော့အားသာနိုင်တယ်လို့ အလူတန်းကိစ္စလေးတွေဘာသာရေးဆိုင်ရာပရာဟိတဆိုင်ရာလေးတွေလည်းများစွာပြုလုပ်ရတတ်သောလာဖြစ်ပါတယ်ခမညာထို့အတူပဲမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့အနေနဲ့အဲမိမိတို့ရဲ့ကံဟာဟိုဒီလာတာတော်တွေမှာဘလောက်ပဲခက်ခဲစေကြမှုအဆုံးတက်မှာတော့အောင်မြင်ခြင်းတွေရရှိသွားမယ်နှစ်ဖြစ်တဲ့အတွက်အစမှညံ့မလို့လို့နဲ့အဆုံးတက်မှာကောင်းမွန်မယ်လာဖြစ်ပါတယ်ခမညာဒါအပြင်မိတ်ဆွေတို့အနေနဲ့အချိုးပေးသောအယောင်အနေနဲ့ဆိုရင်ဒီလာတာတော်တွေမှာဆိုရင်အချိုးပေးသောအယောင်ဟာ အနီရောင်အစိမ်းရောင်ခဲရောင်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာနိုင်တယ်လို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဘာလို့လို့လို့ဇနီသားသမီးတင်းလာသားသမီးတွေနဲ့တွဲပတ်လို့ရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်မှုနဲ့အထောက်အကူဖြစ်စေတယ်လို့ဇနီရက်တို့တင်းလာရက်တို့မှာစတင်ပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ဘာလို့ဖြစ်ဖြစ်လရဲ့အစာမှာမလို့ဆောင်ပါနဲ့အားနေစီပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်နှစ်ကဏ္ဍခုနှစ်ကဏ္ဍကိုကဏ္ဍနေရာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ်။ အကျိုးပေးစေတော့နော်ဟုတ်အကျိုးပေးစေတော့လုပ်ငန်းဆောင်တာအနေနဲ့ဆိုလို့ကျင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာပြောဆိုတဲ့အခါမှာအောင်မြင်စေရန်အတွက်ဆိုရင်မိမိတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်တဲ့အခါမှာအဲလမ်းမင်းမှ သွားလာနေတဲ့အခါမိမိတို့ခရီးသွားကိစ္စအရေးကြီးကိစ္စတွေအဆင်ပြေအောင်မြင်စေဖို့အတွက်လမ်းမှာတွေ့တဲ့ကြောက်ခဲကလေးအသေးလေးနှလုံးကိုဆောင်ယူပြီးတော့မိတ်ဆွေတို့ရဲ့လိုရာကိစ္စကလေးတွေကိုပြောဆိုဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိနိုင်တော့လာဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့နှစ်ကဏ္ဍ ြောပြီးသွားပြီเนาะအကျိုးပေးစီတော့အရာဟာအရှိဆူဆူရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့အနောက်တောင်တောင်အရာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့တင်မှာပတိသားစင်နေရမှာတော့အမှုပညာဆိုင်ရာလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့တန်းလုံးတွေသားသမီးညံ့ပါတယ် အတက်နိုင်ဆုံးတပုတ်လေးလွန်ပြောခံရတာမျိုးလေးကြုံရတတ်ပါတယ်။ဒါအပြင်အဖွဲအစည်းအသင်းအဖွဲနဲ့အများနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့လှုပ်ရတဲ့တနည်းဝင်တာသမီးများအဖို့ဒီကာလတော့ဒီမှာဖြစ်နိုင်ရင်အဲနည်းနည်းလေးကံလေးကညံ့နေအမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီပခုဗေဒင်ဗေဒဆန်းကြံတရုပ်ဆောင်တဲ့ပတ်သက်တာတွေအားနည်းစီတော့လာဖြစ်တာတော့အသေးအကြပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်အများနဲ့ပတ်သက်လာရင်မိမိရဲ့အတွေးခေါ်တွေကနည်းနည်းလေးဟိုဆက်လက်လို့ပေါ့ကံခေးနေတာမျိုးလေးကြုံရတတ်တဲ့အတွက်ကြောင့်မလို့ နည်းနည်းတတိထားစင်ရင်ရလိုအပ်ပါတယ်ဒီလာတာတော့ဒီမှာဘာကိုလှုပ်လှုပ်တနင်္ဂနွေတနင်္ဂနွေရင်တွဲလောက်တာမျိုးအရေးကြီးတဲ့ကိစ္စတွေကိုတရက်နေလို့တနင်္ဂနွေရက်တို့အဲ15ရက်တို့14ရက်တို့မှာအတက်နိုင်ဆုံးစင်ရင်တတိထားလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာတတိထားစင်ရင်ရမယ်အရာကတော့အဟောင်းနေအားလုံးကိုညံ့ပါတယ်မိတ်ဆွေဟောင်းအပေါင်းသင်းဟောင်းစက်ပစ္စည်းဟောင်းရင်ဟောင်းကြီးစားဟောင်းချစ်သူဟောင်းတွေတော့ညံ့ပါတယ်ခင်ဗျတပုတ်လေးမျိုးပြောခံရတတ်တယ်အမှုကိစ္စတွေအမွေကိစ္စတွေဖြစ်နိုင်ရင်မကူညီပါနဲ့ကိုပါရောပြီးတော့အပူကူတတ်ပါတယ် ။ဘာလို့လဲတော့ဒီလာတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့အဲအရေးကြီးသောဆောင်းတာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုရင်ဘာလို့လို့သတိထားစင်ကြင်ရမယ်။အရက်ခྱི་သွားရံအတွက်ဆိုရင်လို့ရှိရင်မျက်နှာမမူသွားတဲ့အရက်သတိထားစင်ကြင်ရမယ်အရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတဲ့အခါအဲမိခိုးရအောင်လို့မဲနယ်ရအောင်လို့ဝစ်စင်လာလေးတွေကိုတတိထားဆင်ញင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုတွေကကြံ့ကြာစေနိုင်ပါတယ်ခင်ဗျမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းဖတ်စီဖို့ မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခဲတံလေးတစ်ချောင်းနဲ့ခုနှစ်ချက်တိတိထိပြီးတော့ရိုက်ပုတ်ဖြည့်တွေ့ပြီးတော့ရောင်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ပတ်သွားပါလိမ့်မယ်ခင်ဗျာ ပညာရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတနည်းမလို့သာသမီးတွေအယုံကန်ရတာမျိုးလေးတွေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်တဲ့အတွက်တက်မြောက်ပြီးတော့အရာဘူးသာအသုံးချပါလို့ပဲဆရာကအကြံပေးလိုပါတယ်။ဟောပြီ။ဒါပြင်မိတ်ဆွေတို့ဒီလက်တာတော့တွေ့မှာဆိုရင်အဲလူမှုရေးကိစ္စတွေဆွဆွဲခံရတတ်တယ်။အယိုးဆွဆွဆွဲခံရတတ်တဲ့အတွက်တော့တတိထားသွားလာတာဟာပုံမကောင်းမွန်တော့လာဖြစ်ကြောင်းဆရာကထပ်လောင်းပြောလိုပါတယ်။မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်စီပြီးတိုးတက်စီရန်အတွက်ပြုလုပ်ရမယ်။ကြေရာမပြောမိမှာ ဇာခင်နာမပေးတယ်မြင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မင်းများနိုင်မှာကြောင်းနဲ့ဇာတက်တစ်တော် Messenger မှာပေးတယ်မဟုတ်ကြောင်းကိုထပ်လောက်ဩပါပြုရင်းနဲ့မိတ်ဆွေတို့အနေနဲ့အဆက်ဆက်အရာအစဉ်ပြေစဉ်ရအဋိဋ္ဌံဝင်လို့တပါဆီလို့ရှိရင်တော့အဋိဋ္ဌံပြုလို့တဲ့မိတ်ဆွေများအခုကတော့ဇာတို့ရတေကြီးဥက္ကဏီရဲ့ဂါရာကိုပဲပတိစိတ်တာမျိုးဖြစ်စီ ယတိဥက္ကဏီရဲ့ပဋိစိတ်ကြီးဖြစ်တဲ့အရဟံတိတ်ကြီးဘဂဝါအောင်ဆိုတဲ့ပဋိကိုတနေ့ကိုငါးပတ်လုံးနဲ့မိမိတို့၁၇ရက်ပဲဝင်ဝင်မိမိတို့နဲ့လျှောက်ရက်ပဲဝင်ဝင်နိုင်ရလေးကိုအတိတ်ကံပြုနေအောင်မြင်တိုးတက်ပြီးတော့အစဉ်ပြေသွားမှာအတိကြပဲဖြစ်တယ်ခင်ဗျာကန်စာတာညံ့နေတာတွေကိုပြေပြောက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကန်စာတာညံ့နေမှုတွေကိုအားနည်းစေမှုတွေကိုပြေပြောက်တိုးတက်စေရအတွက်ဆိုလို့ရှိရင်တော့မိမိရဲ့အဝေအစားအဟောင်းလေးကိုမိမိရဲ့မွေးနေ့မှာမရှိစင်းရဲသားတော့နော် ိုဆွနာလူပေါ့ရှင်ရှင်လက်အင်ကရှုပ်တဲ့နေတွေသူတွေကိုလှူတိုင်းရင်ကံကောင်းစီပါတယ်အဆက်ဆက်ရရာစင်ပြေစီပြီးအငွေကြေးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရရာအနေနဲ့ဆိုရင်တော့ကျတော့ဟိုမိတ်ဆွေတို့ရဲ့ဟာလာဟိုအိမ်မှာကျွေပံများတစ်ချက်အဝိုင်းလေးထဲမှာဖြစ်စီเนาะကျွေပံများတစ်ချက်ထဲမှာမလိုအောင်လဲဆိုတော့ဆရာတို့စတာဘဝလို့ရေးလိုက်စဒဘဝလို့ရေးလိုက်စတာဘဝလို့ရေးပြီးသွားတဲ့အခါမှာမိတ်ဆွေတို့ရဲ့အဲ့ဒီရဲ့เนาะစတာဘဝရေးထားတဲ့ကျွေပံများထဲမှာ ပေါင်မုတ်ကနှစ်ချက်ဒါပြီးတော့တောက်တော်ကြီးကတစ်ခွက်လူပြီးတော့မိမိတို့အနေနဲ့ငွေကြေးကံကောင်းစီလို့အတွက်အစင်ပြောင်မျက်စွာဖျားရှင်မှာဆူတောင်းရင်ကန်စားတာကောင်းပြီးတော့အဆက်ဆက်ရအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ကနေသားသမီးမိတ်ဆွေတွေအားလုံးငားလာပိုင်းတွင်မှာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ယတနာစိန်ကြောက်ဇဲတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကမေတ္တာပို့ဆူတောင်းရင်းနဲ့တနေ့လာသားသမီးတွေအလှဲကိုဆက်ပြရစေခင်ဗျာ